ပြည်သူ့ radio တန်တွေကိုနောက်ဆင်ရင်ပြည်သူ့ဘက်ရဲ့တီကရှေးဆမ်းမယ်ပြည်သူ့ radio ပြည်သူ့ radio နိုင်ငံသူနိုင်ငံသားအပေါင်းလူခွင့် ရေးချိုးဖောက်ခံရမှုတွေနဲ့စည်ရေးပြိပခရေကြားကကင်းဝေးပါစေကြောင်းကျမတို့ People's Radio မြန်မာဖွဲ့သားများမှစုမုံကောင်းတောင်းပေးလိုက်ပါတယ်။အခုချိန်ကစပြီးပြည်ရင်းပြည်ပမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာသတင်းကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါ။ People's Radio မြန်မာရဲ့နေ့စဉ်သတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။နိုဝင်ဘာ24ရက်နေ့မနက်ပိုင်းအထိ People's Radio မြန်မာရဲ့နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ ဒီစီစဉ်ကနေနားဆင်ရမယ်တဲ့အကြောင်းအရာတွေကတော့မဲလပန်ကြေးရွာမှာ DKBA ကြားပြန်ရုံကတနက်ပြစ်ခတ်မှုကြောင့် KNA မဟာမိတ်တပ်ဘက်ကဝင်ရောက်စီးနင်းပြီးလက်နက်များသိမ်းဆီးထားတဲ့တဲ့ဇီးကုန်းမြို့ KTB မှာရောက်ရှိနေတဲ့စစ်ကောင်စီတပ်သား9ဦးတိုက်ခတ်ခံရလို့တေဆုံးတဲ့တဲ့ပလောမှာစံကန်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနေနဲ့အုပ်ချုပ်ရေးမှူးယုံမိချုပ်ခံရတဲ့သတင်းတွေအပြင်နိုင်ငံပြမသတင်းမီဒီယာတွေရဲ့သတင်းကောင်းလို့ချက်တွေကိုနားဆင်ရမှာပဲဖြစ်ပါတယ်။ မဲလပန်ကျွော်မှာ DGB ကြားပြန်ရုံကတနက်ပြစ်ခတ်မှုကြောင့် KNA မဟာမိတ်တပ်ဘက်ကဝင်းရောက်စီးနှင်းပြီးလက်နက်များတင်းစီထားတဲ့သတင်းကိုတင်ပြပေးပါမယ်ခင်ဗျာ။မြောက်ရီမြို့တောင်ဘက်မဲလပန်ကျွော်လမ်းပိုင်းက DGB တပ်ဖွဲ့ပိုင်းကြားပြန်ငွေရင်းလုပ်ငန်းခြံဝန်းထဲက KNA မဟာမိတ်တပ်များဘက်ကိုနိုဝင်ဘာလ22ရက်မှာတနက်ပြစ်ခတ်မှုအချို့ရှိခဲ့တဲ့အတွက် KNA မဟာမိတ်ပူးပေါင်းစစ်ကြောင်းကအဲ့ဒီကြားပြန်ငွေရင်းလုပ်ငန်းခြံဝန်းနေရာကိုဝင်းရောက်စီးနှင်းထိန်းချုပ်ထားတယ်လို့သိရပါဗျ။ အဲ့ဒီနေရာဟာ DGVA ဘိုးသခွားသည်တရုတ်ငွေလင်းလုပ်ငန်းကို DGVA တပ်ဖွဲ့လုံုံကြီးရဲ့မြင်းနေရာခြံဝန်းကိုအငှားချထားတဲ့ခြံဝန်းနေရာလို့သိရပါဗါးအခုလို DGVA တပ်ဖွဲ့တွေကအကြမ်းဖက်စစ်တပ်နဲ့ KIA မဟာမိတ်တပ်တွေတိုက်ပွဲဖြစ်ပြီးနှစ်ဖက်စီရင်တင်းမာနေတဲ့လမ်းမိုက်နေရာဘက်ကိုတနက်ပြစ်ခတ်တာတွေလုပ်လို့ KIA စစ်ကြောင်းဘက်ကအဲ့ဒီခြံဝန်းနေရာကိုမရောစီနင်းထိမ့်သိမ်းခဲ့တာလို့မြေပြင်အခြေအနေသိတဲ့ KIA မဟာမိတ်တပ်သတင်းရင်းမြစ်ကအခုလို့ပြောပါဗါး လက်ရှိမှာတော့အဲ့ဒီကြားပြန်ငွေလင်းခြံဝင်းရဲ့တာဝန်ရှိသူ DGB ဘိုးသခွားကြီးတက်ဖွဲ့ဘက်က KNA မာမေပူပေါင်းတက်ဖွဲ့တာဝန်ရှိသူတွေနဲ့တွဲဆုံဆွေးနွေးတာမျိုးမရှိသေးပဲတင်းချောင်နေတယ်လို့သိရပါတယ်အခုလို DGB တပ်ဖွဲ့ဝင်တို့နဲ့လက်နက်ခရမ်းတွေကို KIA မဟာမိတ်တပ်တွေတင်ထားတာနဲ့ပတ်သက်ပြီး DGB ဘိုးအဆင့်ထိပ်ပိုင်းကောင်းဆောင်တွေရဲ့သဘောထားကိုသိရဖို့ PV Radio မြန်မာကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းတစုံတရာဖြေဆိုတာမျိုးမရှိသလို အဲ့ဒီအခြေအနေအပေါ်သတင်းထုတ်ပြန်တာမျိုးလည်းမရှိသေးပါဘူး။ Let alone ဒီကနေ့နိုဝင်ဘာ23ရက်နေ့မှာတော့မင်းလက်ပန်အင်ဂျင်မြိုင်ဖလူကြီးရွာဘက်မှာ KIA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နဲ့အချမ်းမဲ့စစ်တပ်တွေပြစ်ခတ်မှုဇက်တိုက်ရှိနေတယ်လို့သိရပါဗျ။အခုလိုတိုက်ပွဲတွေဆက်ပြီးဖြစ်နေလို့မင်းလက်ပန်အင်ဂျင်မြိုင်ဖလူကြီးရွာသားတွေတောင်ရင်မြစ်ဘေးနေရာတွေမှာစစ်ဘေးတိမ်းရှောင်နေကြရတာလည်းရှိသလိုထိုင်းဘက်ကမေကုတ်ကင်းရွာဘက်ကူးပြီးတိမ်းရှောင်နေကြသူတွေလည်းစုစုပေါင်းလူကြီးတွေတထောင်ဝန်းကျင်လောက်ရှိတယ်လို့ဆိုပါဗျ။ ဇီရိုမျိုး KDB မှာရောက်ရှိနေတဲ့စစ်ကောင်စီတပ်သား9ဦးတက်ခတ်ခံရလို့တည်ဆုံသွားတဲ့တဲ့င်းကိုတင်ပြပေးပါမယ်ခင်ဗျာ။ပဲခူးတိုင်းဇီကုံမျိုး KDB မှာရောက်ရှိနေတဲ့စစ်ကောင်မင်းတပ်သား9ဦးတက်ခတ်ခံရပြီးတည်ဆုံသွားတယ်လို့တရင်383ညတဲ့တခွဲသုံးစီကနေသိရပါဗျာ။နိုဝင်ဘာ22ရက်ည7:00နာရီလောက်မှာစစ်ကောင်မြေတပ်9ဦးကဇီကုံမြို့နယ်နှစ်ဖားလုံးလုံးဝေးတဲ့ KDB ဆိုင်မှာစားတောက်ပျော်ပါနေချိန်ကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။၎င်းတို့ဇီကနေဂျီသရီတက်လက်ဘောင်၅ခု G80 Equipment နှစ်ခုဓာတ်သုံးလက်လက်ထိတ်တစ်ခုတင်စီရရှိခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုနက်တလင်းမြို့ Nested City တပ်ဖွဲ့ဂျိုးပင်ကောက် BTZN တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။အဆိုပါ KDB ကိုစစ်ကုန်မြေသားတွေကမကြခဏလိုင်အောက်တာမျိုးရှိတယ်လို့ကြားသိရတဲ့အတွက်နိုဝင်ဘာ22ရက်နေ့မှာသတင်းရခဲ့တာကြောင့်တော်ရောက်စီးရင်တိုက်ခိုက်ခဲ့တာလည်းဖြစ်တယ်လို့ဆိုပါတယ်။ လုံးမှာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနေနဲ့အုပ်ချုပ်ရေးမှူးရုံးမီးရှို့ခန်းတဲ့တင်းကိုတင်ပြပေးပါမယ်ခင်ဗျာတင်းနိုင်တိုင်းပလုံးမျိုးအမှတ်3ရက်ကွက်မှာရှိတဲ့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနေနဲ့အုပ်ချုပ်ရေးမှူးရုံးတို့မီးရှို့ခန်းလန်းရတယ်လို့ဒေသခံတွေစီကတည်ရပါတယ်မီးလောင်ပျက်စီးသွားတဲ့နေအိမ်ကတော့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးစာနေအောင်ရဲ့နေအိမ်နဲ့အမှတ်3ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ဖြစ်ပြီးနိုဝင်ဘာလ21ရက်နေ့ည17:00နာရီလောက်မှာ ဒီလောင်ခဲတာဖြစ်တယ်လို့လုံချုံရေးရအမည်မဖော်လို့တဲ့ပလောဒေသခံတဦးကဆိုပါတယ်။မိလောင်မှုဖြစ်ပေါ်ပြီးတနအီလောက်ကြာမှတော့မိသက်နဲ့စစ်တပ်လက်အောက်ခံရဲတွေရောက်ရှိလာပြီးမိငိမ့်သက်သွားခဲ့တယ်လို့အထက်ပါဒေသခံကစက်ပြောပါတယ်။အဆိုပါမိချုပ်မှုကိုဘယ်ဖွဲ့ကလုပ်တယ်ဆိုတာကိုတော့အသေးစိတ်အတိမပြုနိုင်သေးပေမဲ့စစ်တပ်ရဲ့ဝါဒဖြန့် Telegram Channel တွေမှာတော့ PDF တွေကမိလာရှုတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ။ဦးစာနေအောင်ဆိုသူဟာလာမယ့်ဒီဇင်ဘာလမှာစစ်ကောင်မရှင်ကပြုလုပ်မဲ့ယူကောက်ပွဲမှာကျန်းကန်ဖွံ့ဖြိုးရေးပါတီဘက်ကနေတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်းပြသွားမှာဖြစ်တယ်လို့သိရပါဗါး။2021ခုနှစ်အာနာသိမ့်ပြီးနောက်မှာတော့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ပြစ်ခတ်တာကိုခံရပြီးပလောမျိုးနယ်မှာမနေရဲတော့ပဲရန်ကုန်နဲ့ဘေးမြို့တွေဘက်မှာတလဲကြီးပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့တော်လိုင်းရေးရဲဘော်တဦးကပြောပါဗါး။ပြီးခဲ့တဲ့နိုဝင်ဘာ10ရက်နေ့ကလည်းလောင်းလုံးမျိုးနယ်ကကျန်းကန်ဖွံ့ဖြိုးရေးရုံးကို တော်လန်ရေးတက်ကမိုင်းခွဲပြီးမိချို့ဖြက်စီးခဲ့သေးတယ်လို့တော်လန်ရေးတက်တွေရဲ့သတင်းအရင်းမြစ်တွေအရသိရပါဗျ။ဒီအစီအစဉ်ကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေတာဖြစ်လို့မိဘပြည်သူများအနေဖြင့်အားပေးနားဆင်ဖို့ဖိတ်မှန်တကပြုအပ်ပါဗျ။ကျွန်တော်တို့ရဲ့ People Radio မြန်မာကိုနားတော်တာဆင်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးကဖေးအပေါင်းမှကင်ဝေးနိုင်ကြပါစီခင်ဗျာ။ People Radio မြန်မာကိုယခုအခါ www.peopleradiomyanmar.com သာမကတော့ Simple Radio App ကနေလည်းနားတော်တာဆင်နိုင်ပါတယ်ခင်ဗျာ Simple Radio App ကို Google Play Store သို့မဟုတ် iOS App Store ကနေအခမဲ့ download ဆွဲယူနိုင်မှာကြောင်းဒင်းကောင်းပါအပ်လိုက်ပါတယ်ခင်ဗျာဒီလို Radio တန်ရီကိုနောက်ဆင်ရင်ပြည်သူပဲ့ရဲ့ဒီကရှေးဆမ်းမယ်ဒီလို Radio ဒီလို Radio ဟောမှာပြည်သူတိုင်းတွေ